အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကားချင်းတွေကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မနက်ပြန်နိုဝင်ဘာလ23ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသဂျိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးစင်ညာရဲ့နောက်ဆုံးရသတင်းတူများနဲ့အဆိုပါတိုင်ဖုန်းကုန်းတွင်းသို့ဝင်ရောက်လာပြီးလက်ချက်မိုးလေများမြန်မာနိုင်ငံသို့ဝင်ရောက်လာမယ့်အခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်သွားနိုင်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့နိုဝင်ဘာလ22ရက်နေ့မနက်9:00နာရီမုန်တိုင်းခံမှန်းချက် ဆိုင်ကလုန်းစင်ညာစတင်ဖြစ်ပေါ်နိုင်မှုအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ယနေ့နိုဝင်ဘာလ22ရက်နေ့နနက်9:00နာရီမှာ Global Weather Model ရဲ့ခန့်မှန်းချက်အရဆိုင်ကလုန်းမုန်တိုင်းကြီးစင်ညာဖြစ်ပေါ်လာမယ့်အခြေအနေကိုအောက်ပါတိုင်းတင်ပြအပ်ပါရခင်ဗျာ။ဆိုင်ကလုန်းမုန်တိုင်းစင်ညာဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ဆိုင်ကလုန်းမုန်တိုင်းကြီးစင်ညာရဲ့အစပြုလီဗီးယားနဲ့ဆိုင်ဟာအင်ဒိုနီးရှားဆူမတရာရေလက်ကြားထိပ်မှစတင်ဖြစ်ပေါ်နေပါပြီ။၎င်းဟာအားကောင်းလာပြီးနိုဝင်ဘာလ26ရက်နေ့ညလယ်ကမ်းမှာ အက်ဒမန်ဂျွန်စီတို့ရောက်လာပြီးဆိုင်ကလုံးမုန်တိုင်းအဖြစ်ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘိုးချက်လေတိုင်နှုံမုန်တိုင်းရဲ့ဘိုးချက်လေတိုင်နှုံမှာ87ကီလိုမီတာမိုင်50ခန့်ရှိနိုင်ပါတယ်။ဥတီချက်မုန်တိုင်းဟာအနောက်မြောက်ဘက်သို့ဥတီရွှေ့ရှာမယ်လို့ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံပေါ်တက်ရောက်မှုအခြေအနေမြန်မာနိုင်ငံပေါ်တက်ရောက်မှုအခြေအနေနဲ့တက်ရောက်မဲ့ဒေတာများကတော့မုန်တိုင်းဟာကုန်းတွင်းပိုင်းသို့ဝင်ရောက်ပြီးနောက်လက်ကျက်မိုးလေများဟာမြန်မာနိုင်ငံရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းဒေတာများစီသို့ဝင်ရောက်လာနိုင်ပါတယ်။ အဆိုပါမုံတိုင်းစနစ်ကြောင့်မြန်မာနိုင်ငံအပါအဝင်ဒေတာရဲနိုင်ငံများရဲ့ရာသီဥတုအခြေအနေအပြောင်းအလဲကိုဆက်လက်စောင့်ကြည့်တင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာလေပြင်းနဲ့ရောင်ဝန်းဖြစ်ပေါ်လာနိုင်မှုသတိပေးချက်ကိုပြောပြပေးသွားမှာဖြစ်ပါရယ်ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာလေပြင်းနဲ့ရောင်ဝန်းတစ်ခုစတင် ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်၍အောက်ပါတိုင်းတင်ပြအပ်ပါရယ်ခင်ဗျာ လေပြင်းနဲ့ရောင်ဝန်းစတင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေစတင်ဖြစ်ပေါ်ရာနေရာမလကာရေလက်ကျမ်းမှာ MS95B စတင်ဖြစ်ပေါ်နေပါရယ် ိန္ဒိယမိုးလေဝသထုတ်ပြန်ချက်အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရအထက်လေဝင်လိုင်း UACC ဖြစ်ပေါ်နေပြီး၎င်းစနစ်ဟာနိုဝင်ဘာလ22ရက်နေ့မှာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းသို့ရွေ့ရှားကာလီဘီးယားနဲ့ရံဝန်အဖြစ်သို့ပြောင်းလဲဖြစ်ပေါ်လာနိုင်ကြောင်းခန့်မှန်းထားပါတယ်။နောက်ဆက်တဲ့ခန့်မှန်းချက်လီဘီးယားနဲ့ရံဝန်အဖြစ်သို့ရောက်ရှိပြီးပါကဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းသို့ဆက်လက်ရွေ့ရှားမှာဖြစ်ပြီးနိုဝင်ဘာလ24ရက်နေ့မှာပုံမှန်အကောင်သောလီဘီးယားနဲ့ရံဝန်အဆင့်သို့ရောက်ရှိလာနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဆက်လက်ပြီးမုံတိုင်းမိုးသက်ထန်စွာရွာသွန်းခြင်းကြောင့်မြေကြီးခြင်းသတိပေးချက်များနဲ့မြေကြီးများကိုပြော့ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာယနေ့22ရက်စက်တလ2025ရက်နေ့နနက်6နာရီခွဲချိန်တိုက်ထွာကြရဲ့မြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါရယ်ခင်ဗျာ မြေကြီးနာမြေရမနေ့ကညနေကနေ7နာရီတွင်တက်ကြမရှိရပ်တန့်နေပါရယ်မြေကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့30.8ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့18.5ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရယ်ခင်ဗျာမြေကြီးနားမြေရာဆိုးရင်ရေမှန်1100စင်တီမီတာသို့ရောက်ရှိရန် 942စင်တီမီတာ32ပေနီနီကန်အလိုမှာရောက်ရှိနေပါတယ်။မြင့်ရတဲ့ကြပုံမှန်အနေထားကမှာရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အရာရီမြစ်ထပ်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရံဖန်ရံခါအရာရီမြစ်ဆုံထပ်ပိုင်းမှာနေရာကွက်ရီမိုးရွာသွန်းခြင်းများဇက်တိုက်နှဲပါလာပြီးဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းဆုံးဒေသများနဲ့အရာရီမြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအနည်းငယ်သာရှိနေပါတယ်။ ဧရာဝတီမြို့တစ်လျှောက်နဲ့ချင်းရဲမြို့တစ်လျှောက်မြကန်းဒီမြေနှိပ်ဒေသများနဲ့မြေနှုကျိုးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများဧရာဝတီမြို့ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးချင်းရဲမြို့ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာခန်းဒီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်အ ਨੇ ကန်ထက်ကြသွားပါတယ်မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါတယ် ခန်နီဟ ோம் လင်းဖောင်းပြင်းနဲ့မော်လိုက်မျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ်ခင်ဗျာကလေးဝမင်းငင်ကဏီနဲ့မုံရမျိုးတို့ရဲ့မြေအများဟာလည်းဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအေရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပမောရွှေကူကတာထီးဆိုင်တပိတ်ချင်းမန္တလေးစကိုင်းမြေမှုညောင်းဦးပခုတ်ကူ6မေဘူးမကွေးအောင်လံပြည်စိတ်တာဟင်းဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်အေရီမြေမြစ်တက်မှုကို24နာရီစောက်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြင်းညီတင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ၂025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအဖြစ်သာယာနေပြီးကပလီပင်လယ်ပင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်လယ်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေကကပလီပင်လယ်ပင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်တဲ့မှာတိမ်ထူထပ်နေပါတယ် မနေ့ပြမနေ့ထိခံမှန်းချက်ကတော့ကချင်ပြည်နယ်မှာနေရကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရကွက်ကြားမိုးထချုံရွာပါမယ်။ရွာရံရနှုံး80ဖြစ်ပါတယ်။နေပြီးတော့မကွေးတိုင်းဒေသကြီးချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအဖြစ်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အစ်တင့်ဖြစ်ထုံးပါမယ်။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြီးတော့မှအများအဖြစ်တာယာပါမယ်။ ရန်ကုန်မြို့မှာဒိန်အသင်းတွေဖြစ်ထွန်းပါမယ်မန္တလေးမြို့မှာအများအဖြစ်တားရပါမယ်ပဲခူးမြို့မှာအများအဖြစ်တားရပါမယ်မကွေးမြို့မှာအများအဖြစ်တားရပါမယ်ဟောင်းမလင်းမြို့မှာဒိန်အသင်းတွေဖြစ်ထွန်းပြီးနေရာကွက်ကြားမှုထစ်ချုံရွာနိုင်ပါတယ်မုံရွာမြို့မှာအများအဖြစ်တားရပါမယ်ပသိမ်မြို့မှာဒိန်အသင်းတွေဖြစ်ထွန်းပါမယ်တဝဲမြို့မှာဒိန်အသင်းတွေဖြစ်ထွန်းပြီးနေရာကွက်ကြားမှုထစ်ချုံရွာနိုင်ပါတယ်မြေကြီးနားမြို့မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်လိုင်ကော်မြို့မှာဒိန်အသင်းတွေဖြစ်ထွန်းပါမယ်ဖမ်းမြို့မှာဒိန်အသင်းတွေဖြစ်ထွန်းပါမယ်အားခမြို့မှာအများအဖြစ်တားရပါမယ် ဝေါ်လမြိုင်မြို့မှာတိမ်အစ်စ်နဲ့ဖြစ်ထုံးပါမယ်။စစ်တွင်မြို့မှာအများအဖြစ်တာရပါမယ်။လာရှုံမြို့မှာအများအဖြစ်တာရပါမယ်။တောင်ကြီးမြို့မှာတိမ်အစ်စ်နဲ့ဖြစ်ထုံးပါမယ်။ကျိုင်းတုံမြို့မှာတိမ်အစ်စ်နဲ့ဖြစ်ထုံးပါမယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတွိုက်တွေမနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့အများအဖြစ်သားရပါမယ်။ရန်ကုန်မြို့နယ်နီးတွိုက်တွေမနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့တိမ်အစ်စ်နဲ့ဖြစ်ထုံးပါမယ်။ ။မန္တလေးမြို့နယ်နှီးထွက်ထွက်မနေ့ပြတ်မနေ့တိခံမှန်းချက်ကတော့အများအပြစ်သားရပါမယ်ခင်ဗျာ။ဆက်လက်ပြီးပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။မြန်မာပင်လယ်ပြင်မှာမြို့ဝချုံပေါ်မုံတမခွေနယ်မွန်တနင်္လာရီကမ်းရံတခြားနယ်ကမ်းလုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်လေဟာတနအိုင်ကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြို့ဝချုံပေါ်မုတ်တမခွေမော်တန်နေနိုင်ကမ်ဝန်တချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရှစ်ပေမှာ၁၀ပေကန်ရှိနိုင်ပါတယ် ကြံမြန်မာပင်လယ်ပြင်မှာတော့လှိုင်းသင်တင်ရှိပါမယ်။လှိုင်းမြန်မာရခိုင်ကမ်းဝန်းထဲလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှာ10ပေကမ်းတို့ရှိနိုင်ပါတယ်။ရန်ကုန်မှာတနင်္လာရီကမ်းအတွက်တခြားပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးနဲ့ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင်တာ၄မိုင်ကမ်းမိုးရွာစဉ်တမိုင်ကမ်းရှိပါမယ်။ရေပြင်လင်ကတော့အရှိတမဟုတ်အရှိမြောက်တနင်္လာရီကိုပင်လယ်ပိုင်း10မိုင်မှ15မိုင်တခါတရံမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းကြီးပါမယ်။လှိုင်းမြန်မာ10ပေမှ10ပေကမ်းတို့ပဲဖြစ်ပါတယ်။ ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီတွင်ခံမှန်းချက်ကတော့အများအဖြစ်သာရပါမယ်အမြင့်တာ9မိုင်ခန့်ရှိပါမယ်ရေပင်လေကတော့မြောက်သို့မဟုတ်အရှေ့မြောက်ကိုတနအီကိုပင်လယ်မိုင်9မိုင်မှ10မိုင်တစ်ခါတရံ25မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းတင်တင်ရှိပါမယ်လှိုင်းမြေမှာ6ပေမှ10ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းမှာနိုဝင်ဘာလ22ရက်နေ့မှာနိုဝင်ဘာလ28ရက်နေ့အထိမိုးလေဝသအခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ိုမာလာ73ရက်နေ့မှာဆ ாய் ရအမြင့်ဆုံးနေ့အပူချိန်30ဒီဂရီဆဲလ်စီယံနဲ့အနည်းဆုံးညအပူချိန်18ဒီဂရီဆဲလ်စီယံထိကျဆင်းလာနိုင်ပြီးနိုမာလာ28ရက်နေ့မှာစတင်ကတည်တည်တသာအေးပူလာနိုင်မှာဖြစ်ပါတယ်။ထပ်မံခံမှန်းအတီပီဝန်လူနေသေးတဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်မဲ့မုန်တိုင်းအခြေအနေနိုမာလာ20ရက်နေ့မှာကပ်ပလီပင်လယ်ပြင် တောင်ပိုင်းမလကာရေလက်ကျမ်းမှာစတင်ဖြစ်ပေါ်နေတဲ့လီဘွေလိုင်း UACC ဟာမြောက်အောင်နောက်မြောက်သို့ဆက်လက်ရွေးချယ်ပြီးအပူကောင်းလာကကပ်ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ိုဝင်ဘာလ24ရက်နေ့၌လေပြင်းနှင့်ရံဝန်ဖြစ်လာနိုင်ပါသည်။ GFS model တူတင်ခံမှန်းချက်အရနိုဝင်ဘာလ25ရက်နေ့မှာတရီလင်ကကျွန်းရဲ့အရှိတ်မှာဖြစ်လာနိုင်တဲ့လေဝေလိုင်းလေပြင်းနှင့်ရံဝန်နဲ့ Fujiwara effect အရဆက်မိသွားပြီး26ရက်နေ့မှာအောက်ကောင်းတဲ့မုန်တိုင်းတစ်လုံးဘင်္ဂလားပင်လယ်ဟောရှေ့လယ်ပိုင်းမှာဖြစ်လာနိုင်ပါသည်။ကျန်ရှိတဲ့ခံမှန်းရေး model များရဲ့ခံမှန်းချက်များမှာတော့ GFS model ရဲ့ခံမှန်းချက်လိုမဟုတ်ဘဲ ဘင်္ဂလားပင်လယ်ော်နောက်တောင်ပိုင်းမှာသာမုန်တိုင်းဖြစ်လာနိုင်ကြောင်းတွေ့ရပြီးဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ80ရာခိုင်နှုန်းရှိကြောင်း ECNWF ခန့်မှန်းရေးမော်ဒယ်မှာတွေ့ရပါတယ်။ GFS မော်ဒယ်ကြိုတင်ခန့်မှန်းချက်တိုင်းဖြစ်လာမယ်ဆိုရင်တော့ကိုကိုကျော်အနည်းတို့မုန်တိုင်းဘဟုချင်းကပ်ရောက်ရှိလာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးနဲ့ AR မြို့ဝကျွန်းပေါ်ဒေသတွေမှာမုန်တိုင်းအရှိန်တက်ရောက်မှုရှိနိုင်ပြီးလေမှုပြင်းထန်နိုင်ပါတယ်။ကျမော်ရယ်များရဲ့ခံမှတ်ချက်အတိုင်းဆိုရင်တော့မြန်မာနိုင်ငံအပေါ်မှာမုန်တိုင်းတက်ရောက်မှုမရှိနိုင်ပါဘူးခင်ဗျာ။ရှိရင်လည်း အလွန်နှဲပါမဲ့တက်ရောက်မှုပဲရှိနိုင်ပါတယ်။သင်္ချာပုံစံပြုမော်ဒယ်များရဲ့ကြိုတင်ခန့်မှန်းချက်များကိုအတိပြုနိုင်ရန်လူမာလာ24ရက်နေ့အထိအနီးကပ်ဆက်လက်စောင့်ကြည့်ပြီးပုံတိုင်းဖြစ်လာမဲ့အခြေအနေများကိုဆက်လက်စောင့်ကြည့်ပေးရအောင်မှာဖြစ်ပါတယ်။ကြိုတင်ခန့်မှန်းရေးမော်ဒယ်များရဲ့စုစုပေါင်းခန့်မှန်းချက်အရနောက်လာမဲ့9ရက်အတွင်းမှာတော့ကချင်ပြည်နယ်ဒေသအချို့မှာအပကျန်ပြည်နယ်နဲ့တိုင်းများမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေမရှိတော့ပါဘူးခင်ဗျာ။9ရက်အတွင်းမန္တလေးတိုင်းမှာမိုးရွာသွန်းရရှိနိုင်တဲ့အခြေအနေ နောက်ဆုံးရရှိထားတဲ့ကြိုတင်ခံမှန်းတွက်ချက်မှုများအရဘန်ဒလီတိုင်းဒေသကြီးအတွင်းမှာနိုဝင်ဘာလ28ရက်နေ့မှာမိုးအနှဲငယ်3.3လက်မခန့်ရွာသုံးစီမှာအပယခုရသက်တစ်ပတ်အတွင်းကြမ်းရှိတဲ့ရက်များမှာမိုးရွာနိုင်တဲ့အခြေအနေမရှိတော့ပါဘူးခင်ဗျာ GFS ခံမှန်းချက်အရနိုဝင်ဘာလ28ရက်29ရက်နေ့များမှာမိုးအနှဲငယ်ရွာနိုင်ပါတယ်ကျန်ရှိတဲ့တေချပုံစံပြုချိုးတင်ခံမရေးမော်ဒယ်များနဲ့ကိုက်ညီမှုတော့မရှိသေးပါဘူးခင်ဗျာအပူချိန်လေးတိုင်းလုံးလေတုစုတိုင်းစားလေတုညဉ့်ဉန်းမှုနဲ့ ခရမ်းလွန်ရောင်ကြီးအခြေအနေနိုဝင်ဘာလ23ရက်နေ့မှာစတင်ကအမြင့်ဆုံးနေ့အပူချိန်30ဒီဂရီဆဲစီယံနဲ့အနည်းဆုံးညအပူချိန်18ဒီဂရီဆဲစီယံအထိကျဆင်းလာနိုင်ပြီးနိုဝင်ဘာလ28ရက်နေ့မှာစတင်ကတိတိတသာအေးပူလာနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာအရှိတ်ဘက်နဲ့အရှိတ်မြောက်ဘက်အရက်များမှာအမြင့်ဆုံး၄တိုင်နှုန်းတနအီကို9မိုင်ခန့်ရှိနိုင်ပါတယ်။နေ့လယ်ပိုင်းအချိန်တွေမှာတော့၄ဒုဆူတိုင်းသာ60ရာခိုင်နှုန်းကနဲ့ညပိုင်းနဲ့အစောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းအထက်မှာရှိနေနိုင်ပါတယ်။ ဒေဒုဆိုတိုင်းစားမြန်မာနေချိန်မှာမန္တလေးတိုင်းဒေသကြီးမြို့နယ်ခရိုင်များအတွင်ခန်းစားရမယ့်အပူချိန်ကတော့35ဒီဂရီဆယ်စီယပ်အထိရှိနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်မှာယခုတစ်ပတ်အတွင်းလေလုညံ့ညမ်းမှုအညုံငိမ့် AGI value အမြင့်ဆုံးတရားအောက်မှာရှိနေနိုင်ပြီးကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်ရမလိုအပ်ပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာကိုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ